ားလုံးပဲမင်္ဂလာပါဒီနေ့တော့အိမ်မှငရဲချောက်လို့စကားပြတာလေးကိုမျှော်ပေးခြင်းပါတယ်ငရဲချောက်လို့ပို့အတွက်ငါးကိုတခါတည်းစီးထဲမှာပဲကန်ခန်းကျဲလိုက်ပါတယ်ချောက်လန်းဖို့အတွက်ခွဲထားတဲ့ငါးတွေကိုတိချာစွာရင်နဲ့တန့်စင်စီကြောပါမယ်တိချာစွာတန့်စင်စီကြောပြီးရင်တော့ချောက်လို့ပို့အတွက်ပြင်ဆင်ပါမယ်စားလက်ဖက်ရည်စုံနှစ်စုံခန့်ထည့်ပါမယ်ပြီးရင်တော့ငါးသားလေးကိုအရသာစိတ်ဝင်စေဖို့အတွက်တေချာစွာနေပေးရပါမယ် ချောက်ရတာကောင်းစီဖို့အတွက်စိတ်ရှည်စွာ တကောင်ချင်းစီကိုတေချာစွာနေပေးရပါမယ်။အဲ့ဒါမှသာငရဲချောက်ကိုမိခင်မဲဆာဆာကြော်ပဲဆာဆာအရသာရှိစီမှာဖြစ်ပါတယ်။တေချာစွာနေထားတဲ့ငါးတွေကိုပကံကလေးတော့ထည့်လိုက်ပါမယ်။ပြီးရင်တော့အပွားနေစင်းစီတုံးနဲ့ဖိထားပေးပါမယ်။ဒါမှသာငါးတွေကိုအရသာတေချာစွာစိတ်ဝင်နေမှာဖြစ်ပါတယ်။တရေခန့်အနှက်ထားပေးရပါမယ်။ ရက်ခန့်နှက်ထားပြီးရင်တော့ငါးတွေကိုရေနဲ့တေချာစွာဆေးချပေးလိုက်ရပါမယ်။ဒီတေချာစွာဆေးပြီးရင်တော့အစကားလေးနဲ့ပဲဖြစ်ဖြစ်ရေစစ်ထားပြရပါမယ်။ဒီလုံးဝစစ်သွားပြီဆိုလို့ရှိရင်တော့အချောက်လန်းဖို့အတွက်ပြင်ဆင်လို့ရပါပြီ။ငရဲ့အချောက်လန်းဖို့အတွက်ကတော့ကိုယ်အစဉ်ပြေတဲ့ဟာနဲ့အလန့်လို့ရပါတယ်။ကျွန်တော်ကတော့ပန်ကာကာတဲ့ဟာနဲ့အလန့်ပါတယ်။ဟုတ်ကဲ့။ လိုအနေထားလေးဆိုရင်စပြီးလမ်းလို့ရပါပြီ။ဒါကတော့တရလမ်းထားပြီးတဲ့အနေထားလေးပါ။ဒါလေးကတော့နှင်းမြောက်လမ်းထားပြီးတဲ့အနေထားလေးပါ။ဒီကောင်းကောင်းမှုရယ်ဆိုလို့ရှိရင်နှင်းလောက်လမ်းလို့ရှိရင်လုံလောက်ပါတယ်။ဒါကတော့ငင်းရဲ့ကြောက်ကိုကြော်စားမှာပဲဖြစ်ပါတယ်။ငင်းရဲ့ကြောက်ကိုကြော်ပဲစားစား၊ပြီးခင်ပဲစားစား၊ငင်းချင်ပြီးလေးနဲ့ချက်ပဲစားစားစားလို့ရင်ကောင်းပါတယ်။ကျွန်တော်ကတော့မိခင်ပြီးစားတာကိုပိုကြိုက်ပါတယ်။ ကျွန်တော်တို့မြင်းရဲကြောက်ကိုအပြင်မှာဝယ်စားလို့ရှိရင်ဈေးရမ်းကြည့်ပါတယ်အသင့်ကင်ထားပြီးတဲ့မြင်းရဲကြောက်ပဲဖြစ်ဖြစ်ဈေးထဲမှာရောင်းတဲ့မြင်းရဲကြောက်မကင်ရသေးတဲ့အဆိုပဲဖြစ်ဖြစ်ဝယ်စားလို့ရှိရင်အရင်စီကြည့်ပါတယ်မြင်းရဲကြောက်ကိုကိုယ့်အကိုလှုပ်ပြီးတော့မှကင်စားကြော်စားချက်စားမယ်ဆိုလို့ရှိရင်စိတ်တတ်တဲ့နေနဲ့စားရပါတယ်ဈေးကလည်းပို့ပြီးတော့မှတက်တာပါတယ်လှုပ်ရတာလည်းအရင်ဟုတ်ပဲကူပါတယ် အချောက်ကြိုက်တဲ့တငယ်ချင်းများအိမ်မှာလိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါနော်။ဒီအခုဆိုရင်တော့အမီးပဲလို့မလားဓလင်းပပူလေးနဲ့ပဲစားမလားအရန်ဟိုမှာအရသာရှိတဲ့ငန်းချောက်ကျော်ဟင်းပွဲလေးရပါပြီ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တငယ်ချင်းတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။